အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့တင်ပြမယ့် post လေးကတော့ကျွန်တော်တို့ကဘာလဲဆိုရင်ကျွန်တော်တို့ကဒီ SADE SIMU ဆိုရဲ SIMU ဆိုရဲ software လေးကိုဘယ်လိုဆွဲဘယ်လိုရေးဆွဲရသလဲဆိုတာလေးကိုတော်တော်များများတောက်ဆလာလို့ကျွန်တော်ရေးဆွဲပြမှာဖြစ်ပါတယ်ကျွန်တော်တို့ပထမပထမဆုံးကျွန်တော်တို့ကဘယ်ဒီဒီ2ဘာပေါ်မှာရွေးတဲ့ဟာလေးတွေကိုပုံမတူပြီးအောက်မှာပေါ်တဲ့အပြလေးတွေပြောင်းလဲတောင်းပါမယ်ခုလို့တဲ့ power line ကိုရေးဆွဲချင်လို့ရှိရင်ကျွန်တော်ဒီမှာ power ကျိုးတွေပေါ့နော် transformer တွေပေါ့နော်ဒါ line natural ဒါ ground ပေါ့နော်အဲ PE ပေါ့နော်အဲဒါ line natural ပေါ့နော်ဒါ single phase ပေါ့နော်ဒါ line natural ရဲ့ PE ရဲ့ဒါ line line 3 line ရဲ့ပေါ့နော်ဒီဟာကျွန်တော်တို့ကဒီမှာကျွန်တော်တို့ကြည့်ကြပြီးဒီမှာလိုတဲ့ဟာကိုရွေးလို့ရပါတယ်။တခါဒီဘက်မှာလည်းကျွန်တော်တို့ကဒါ breaker တွေပေါ့နော် fuse တွေဒီဘက်မှာလည်းကျွန်တော်တို့ကဒါက breaker တွေရှိမယ်။ဒါက motor တွေရှိမယ်။ အဲဒါကွန်တက်တွေရှိမယ်ဒါမျိုးတွေပေါ့နော်ဒါတွေကရှိမယ်ဒီမှာကဘာတွေရှိမလဲပေါ့နော်ဒါတွေဆိုရင်ဒါဒီမှာက PFT တို့ source တို့ရှိမယ်ဒါ cloud တွေရှိမယ်အဲဒီဟာကလည်း cloud တွေပါပဲအဲဒီမှာကျတော့ဘာရှိမလဲပေါ့နော်ဒီမှာကျတော့ကျွန်တော်တို့က sensor တွေရှိမယ်ပေါ့ဒီမှာကျတော့ဘာတွေရှိမလဲဆိုရင်ဒါ relay တွေအဲ overload တွေ sorry relay တွေအဲ buzzer တွေရှိမှာပေါ့နော် အဲဒီမှာပါရှိမလဲပေါ့နော်အဲဒီမှာဆိုရင်ကျွန်တော် တို့က assessor ရှိမယ်ဒါဟိုတော်တော်များများဒီမှာဒါလေးကိုပြီး PSC ရွေးချင်ရင် PSC နဲ့ပတ်သက်တဲ့ဟာကကျွန်တော်တို့ကဘယ်မှာရောက်နေမလဲပေါ့နော်ဒါကတော့ကျွန်တော်တို့က gate တွေပေါ့နော် gate တွေဒါက PSC program ဆွဲမဲ့အကောင့်နေအဲဒါဒီကောင်တော့ပါရှိမလဲပေါ့သူဟာလေးနဲ့သူဒီမှာကျွန်တော်တို့ဒါ IO module တွေ IO module ဆိုရင်ကျွန်တော်တို့က PSC ဆိုရင်ဒီကောင်ဆိုရင်ကျွန်တော်တို့က logo ပေါ့နော် ဒါဒါဆိုရင်တနော်ရ1200ဒါဆိုရင်1500ပေါ့နော်ဒါပူတွေဆွဲလို့ရတယ်အခုကျွန်တော်တို့ကဒီမြင်သားအောင်ကျွန်တော် 2D ပုံစံလေးနဲ့ဆွဲပါမယ် 2D နဲ့ဆွဲဆွဲ 3D နဲ့ဆွဲဆွဲပြောင်းပြန်ပြောင်းပြောင်းလဲလို့ရပါတယ် 2D နဲ့ဆွဲမယ်ဆိုရင်ကျွန်တော်တို့က 2D ကိုယူလိုက်မယ်ရေးပြီးရှင်ကျွန်တော်တို့က breaker ကိုယူလိုက်မယ် breaker တစ်လုံးယူလိုက်မယ် ရီကာကကျွန်တော်တို့ကစာကြီးဆိုင်သေးကဘယ်မှာပြောင်းလဲလို့ရလဲဆိုရင်ဒီမှာပြောင်းလဲလို့ရပါတယ်ဒါဆိုခုလို့တဲ့ဆိုရင်ဒါကအသေးဒါကအကြီးအလက်ဒါအကြီးပေါ့နော်ဒါမှမဟုတ်ဖဲနဲ့လည်းကျွန်တော်တို့ကဒါလေးကိုဒါပဲကလစ်နှိပ်ပြီးတော့ကျွန်တော်တို့ကပြောင်းလဲလို့ရပါတယ်နော်ဒါပဲကလစ်နှိပ်ပြီးတော့ကျွန်တော်တို့ပြောင်းလဲလို့ရပါတယ်ဒါကအသေးဆုံးဒါကအလက်ဒါကအကြီးပေါ့နော်โอเคဒါဆိုကျွန်တော်တို့ကအပေါ်မှာကျွန်တော်တို့က power line လို့မယ်ပါဝါလိုင်းယူမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဘာယူယူမလဲဆိုတော့ power ဆိုတော့ဒီမှာဘာယူမယ် ယူပြီးလို့ရှိရင်ကျွန်တော်တို့ကအကုန်လုံးပါတဲ့၅မျိုးလုံးပါတဲ့ကောင်လေးရွေးချယ်မယ်၅မျိုးလေးကောင်လေးဒီကောင်လေးပေါ့နော်ဒီကောင်လေးရွေးချယ်ပြီးတော့ကျွန်တော်တို့ကသူနဲ့တက်အောင်တင်လိုက်မယ်โอเคပြီးလို့ရှိရင်ကျွန်တော်တို့ကနောက်တစ်ခုကဗာရွေးမှလဲနောက်တစ်ခုကကျွန်တော်တို့က magnetic quadrator ပေါ့နော် magnetic quadrator ဒီမှာရွေးမယ် magnetic quantity ပြီးကျွန်တော်တို့ဘာဘာရှိမလဲဆို overload ရှိမယ် overload ကိုကျွန်တော်ဒီမှာတွက်ကြည့်လိုက်မယ်ဒီမှာ ဒီမှာဒူဒူထွက်လိုက်တာနဲ့ဒါ overload ဆိုရင် NC ပေါ့နော် NC ကိုရေးမယ် sorry ဒီကောင်ကအဲဒီ overload မဟုတ်သေးဘူးဒီသူကသူ့ရဲ့ overload ကကျွန်တော်တို့ကဘယ် overload လဲဆိုရင်ဒီကောင်ဒီမှာဒီမှာရှိတဲ့ overload လေးကျွန်တော်ရွေးလိုက်မယ်ပြီးရင်ကျွန်တော်တို့ကဘာလုပ်လဲဆိုရင်မော်တာမော်တာဆိုတူတီတဲ့ပြောင်းဝင်မယ်မော်တာတဲ့ကိုပြောင်းဝင်မယ်တက်အောင်လေးရေးဆွဲလိုက်မယ် ပြီးပြီဆိုရင်ကျွန်တော်တို့ကဒါက power power socket တွေပေါ့နော် power socket socket ကိုကျွန်တော်တို့အရင်ဆွဲလိုက်မယ်ပေါ့နော်ဆွဲလိုက်မယ်ဆိုတော့ကျွန်တော်တို့ကဒီမှာ line ဆွဲမယ်ဆိုရင် line ဆွဲမဲ့ကောင်ကဒီ2 3ရဲ့နောက်ဆုံးမှရှိရပညာလေးပေါ့နော်ဒီမှာကကျွန်တော်ကြိုက်တဲ့အယောင်နဲ့ဆွဲလို့ရတယ်အခုတော့တဲ့ဒီကောင်3 3ဒီကရေးမယ်ဆိုရင်အယောင်ကဒီဘက်မှာကျွန်တော်တို့ကယူရရပါမယ် ကိုကသုံးလိုင်းလို့တပြိုင်တည်းဆက်ချင်တဲ့အတွက်သုံးလိုင်းထောင်လေးကိုကျွန်တော်တို့ရွေးရမယ်ဒယ်လေးဖြစ်တဲ့အတွက်ဒီမှာကျွန်တော်တို့ဒီပွိုင်တာရွေးတဲ့ခါမှာအပေါင်းလက္ခဏာလေးကိုကြည့်ရမှာမဟုတ်ပါဘူးအဆက်ကလေးကိုအဓိကထားပြီးကြည့်ရမှာပါအဆက်ကလေးကသောသောကကျိုးလေးနဲ့ဆက်နေပြီးထိနေပြီးဆိုရင်ကျွန်တော်ကဆွဲမယ်ရပါပြီတိုင်မလေးဆွဲရပါမယ်အဆက်ကလေးကိုကျွန်တော်တို့ကဒါဆိုရင်ကျွန်တော်တို့ကဒီမှာထိသွားပြီဒါဆိုရပါပြီ ဒါဆိုကျွန်တော်တို့က natural set မယ် natural ဆိုရင် natural wire ယူလိုက်မယ် natural wire ကိုကျွန်တော်တို့ကယူလိုက်မယ် okay ကျွန်တော်တို့ကဒါဆိုရင်ကျွန်တော်တို့က power circuit ပြီးပါပြီ power circuit ဒါဆိုရင်ကျွန်တော်တို့က PE က PE ကိုချိန်ပါမယ်ကျွန်တော်တို့ကျွန်တော်တို့ power circuit ပြီးရဲ့နောက်မှာ control circuit ဆက်တဲ့ဆွဲပါမယ် control circuit ဆွဲပေးရတဲ့ကျွန်တော်တို့က breaker တစ်လုံးယူအောင် 2D ဒီမှာ breaker လေးယူပါလိမ့် breaker လေးကို2ဒီရာနေကိုကျွန်တော် breaker လေးယူမယ် breaker လေးယူပါပြီဒီမှာ breaker လေးကဘယ်လိုဖြစ်နေမလဲဆိုရင်ဒီမှာ breaker လေးကအဲ site ကိုတော့ကျွန်တော်ဘယ်မှာလဲဆိုရင်ဒီမှာ student ကွက်လေး3ကွက်ရှိပါတယ်ဒါအသေးဆုံးဒါကအလက်အဒါကြီးဒါမှမဟုတ်ဒီမှာလည်းပြင်လို့ရပါတယ်ဒီမှာကျွန်တော်တို့ဝင်ပြင်ပါမယ်ဒီဟာဆိုရင် MCB ီမှာဆိုရင်ကျွန်တော်တို့က MCB MCB dash control ပေါ့နော် control the breaker ဒါမှမဟုတ်ကျွန်တော်တို့က line နဲ့ travel လို့မယ် 2D ပုံစံလို့ကျွန်တော်ဒီမှာဆိုရင်အဲကျွန်တော်ကဖိုးဖို့ဆိုရင် 2D လိုချင်ဒီမှာဒီမှာပေါ့နော်အဲ line တွေကျတဲ့3 pole breaker လိုချင်တော့ဒီမှာပေါ့နော်အခုကကျွန်တော်တို့က4 2 pole breaker ဒါကအောက်မှာကကျွန်တော်3 pole ဒါက4 pole ဒါက2 pole ခုကျွန်တော်2 pole ပဲလိုချင်တာဖြစ်တဲ့အတွက်2 pole breaker ကိုယူပါမယ် ဒူဘိုဘရိတ်ကလေးရပါပြီဒူဘိုဘရိတ်ကလေးရပြီဆိုရင်ကျွန်တော်တို့ကဒူဘိုဘရိတ်ကရဲ့နောက်ပိုင်းမှာကျွန်တော်တို့ကဘာဆက်လုပ်ရမလဲဆိုရင်အဲဒူအောင်မှာကျွန်တော်တို့ကဘာရှိမလဲဆိုရင်ဒီမှာခလုတ်တွေယူပါမယ်ကျွန်တော်တို့ကခလုတ်တွေကိုယူပါမယ်ခလုတ်ဒါ okay ဒါ emergency အတွက် emergency ပြီးရင်ကျွန်တော်တို့ over load လာမယ် over load ပြီးရင်ကျွန်တော်တို့က အဲစတော့လာမယ်စတော့ပြီးရင်ကျွန်တော်တို့ကဘာလာမလဲဆိုရင်ကျွန်တော်တို့ကစတလာမယ်ပေါ့နော်အဲစတလာမယ်โอเคအဲ့ဒါဆိုရင်ကျွန်တော်တို့ကအဲဒီခလုတ်တွေကိုကျွန်တော်တို့ကကျွန်တော်လိုချင်တဲ့ခလုတ်ရရအောင်ကျွန်တော်တို့ကပြောင်းလဲပါမယ်ဒီကခလုတ်ကပိုရဲဆိုတော့ဖြတ်လိုက်ပါမယ်ဒါဆိုရင်ကျွန်တော်တို့ကဒီခလုတ်ကိုကျွန်တော်တို့ကဒါပဲကလစ်နေမယ်ဒီကောင်ကဘာစတော့ဘာလုံးမလဲဆိုရင် e stop e s t o p e stop e stop e stop လေးကိုယူလိုက်ပါမယ် e stop โอเค e store လို့ရေးတယ်ကျွန်တော်တို့ကဒီမှာလဲ e store ပုံစံလေးပြောင်းလိုက်ပါမယ် e store ကတော့ကျွန်တော်တို့ကလေကူးမြောက်ပါဒီကောင်းချက်ကျွန်တော်တို့က store ဒါဆိုရင်ကျွန်တော်တို့က store ကိုနှိပ်ပါမယ် store လို့ရေးပါမယ်ပြီးရင်သူ့ရဲ့ပုံစံကတတိယမြောက်ပုံစံမှာဒီကောင်းလေးကတော့ star ပေါ့နော် star ဆိုတော့ s t a r t star star တိပုံစံကဒီပုံစံမှာပဲ okay ပါဒါမှကျွန်တော်တို့ကဘာကြည့်လို့ရလဲဆိုရင်ကျွန်တော်တို့ကသင်္ကေတလေးပုံစံလေးကျွန်တော်တစ်ချက်ကြည့်လိုက်မယ်နော်ကြည့်လိုက်တဲ့အခါဘာကိုကြည့်ချင်တာလဲဆိုရင်ဘယ်ကောင်ကဒီခလုတ်မှာဘယ်ဘက်က NO လဲဘယ်ဘက် NC လဲဆိုရင်ကျွန်တော်ဒီဘက်က power circuit ဘက်ခြမ်းက NC ဖြစ်ပြီးတော့ဒီဘက်က NO ပါအဲ့ဒါဆိုကျွန်တော်သူ original ပုံစံလေးပြန်ပြောင်းလိုက်ပါမယ် okay အဲ့တော့ကျွန်တော်တို့ကဒီ cloud တွေပဲလာဆိုတော့မုံသေးပါဘူးကျွန်တော်ဘာလို့နေသေးလဲဆိုရင်ကျွန်တော်တို့က โอเวอร์โหลดလို့ပါပဲโอเวอร์โหลดဆိုဒီမှာကြည့်ပါဒီနောက်ဆုံးကစရင်အဲတတိယခုပေါ့เนาะ NC authority heat release ဆိုတာလေးအဲ့ကောင်လေးကိုကျွန်တော်တို့ကယူပါမယ်ဟုတ်ပြီကျွန်တော်တို့ကအဲ့ဒီတော့ power line တွေကိုကျွန်တော်တို့ဆက်ပါမယ် power line တွေဆက်ပါမယ်ဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီမှာ line ကျိုးယူပါမယ် line ကျိုးယူမယ်ယူပြီးလို့ရှိရင်ကျွန်တော်တို့ color ယူမယ် color အနေရောင်လေးသုံးပါမယ် ဟုတ်ပြီကျွန်တော်တို့ကဒီ breaker တွေကိုဘယ်အောင်ဝင်မလဲဆိုတော့ဒီဘောကဒီကနေစဝင်မှာကျွန်တော်က line number 1ကနေကျွန်တော်တို့ကယူလိုက်ပါမယ်โอเคဒီက emergency store ဆိုတော့ကျွန်တော်တို့က NCU အသုံးအဖြစ်တဲ့အတွက် NCU ပါမယ် ိုဘာလောက်ကလည်း NC emergency ကလည်း NC store ကလည်း store ကလည်း NC ပါအဲ star မှာဆိုရင်တော့ကျွန်တော်တို့က NO သုံးမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီဘက်ကို live ကြောင်းချိန်ရပါမယ်ဒီကထွက်လာတဲ့កောင်ကကျွန်တော်တို့ဘယ်ရောက်သွားမလဲဆိုရင် A1 ဒီသွားပါမယ် ီကနေ့ပြီးတော့ကျွန်တော်တို့ A1 A1 ကိုလန့်ချိတ်ပါမယ် A1 A2 ကိုချိတ်လိုက်ပါမယ်နောက်တွဲကျွန်တော်တို့က neutral ကိုသွား neutral ကျိုးချိတ်ဖို့လိုပါမယ် neutral ကဒီကဒီ power breaker ကနေပြီးတော့ကျွန်တော်တို့ဘယ်ကိုသွားမလဲဆိုရင်အဲ control breaker ကိုသွားပါမယ်ကျွန်တော်တို့စမ်းသပ်မောင်းနေကြည့်လိုက်ကြရအောင် simulation လေးကိုကျွန်တော်တို့စပါမယ် စားတဲ့အခါမှာဒီမှာပါဝါရောက်ပါပြီဒီမှာဘရိတ်ကန်ဒီပါဝါမထက်သေးပါဘူးမေဘရိတ်ကန်တင်လိုက်ပါမယ်အဲဘရိတ်မေဘရိတ်ကန်ရတဲ့ပါဝါထက်သွားပါပြီတချို့လေးတွေကအညိုရောင်လေးအပြောင်လေးဖြစ်လာပါပြီဒီအောက်ကိုကြည့်ပါချိန်မှာပါဝါလက်စစ်မထက်သေးပါဘူးဒီမှာဘရိတ်ကန်တင်ပြီအဲဒီမှာထွက်လာပါပြီဒါဆိုရင်ကျွန်တော်တို့ဘယ်တွေရောက်ပြီလဲဆိုရင်ကျွန်တော်တို့က start clock တွေပါဒီမှာကျွန်တော်တို့ကလက်ချင်းရောက်နေပါပြီအဲဒီဘက်မှာ start clock ကမထက်သေးဘူးဒါဆိုရင်ကျွန်တော်တို့ကစတင်မောင်းလိုက်ပါမယ်အဲမောင်းလိုက်တဲ့အခါမှာဒီမှာကျွန်တော်တို့က breaker ကပ်ပြီး မော်တာလဲပါပြီမော်တာလဲပါပြီโอเคအဲ့ဒါကိုကျွန်တော်တို့က emergency နဲ့ပိတ်ကြည့်ပါမယ်အဲရက်သွားပါတယ်ကျွန်တော်ပြန်မောင်းပါမယ် store နှိပ်ပါမယ်ရက်ပါတယ်ပြန်မောင်းပါမယ်ကျွန်တော်ပူပါလို့ဖြစ်သလားပူပါလို့ဖြစ်သလားမလုပ်ကြည့်ဘူး overload ဖြစ်တဲ့ဆေး overload နေကြည့်လိုက်မယ်ဒီမှာကွာ overload ကွာတော့တဲ့အတွက် water ရပ် overload ပြန်ဖြည်လိုက်မယ် okay ကျွန်တော်ပြန်မောင်းလိုက်ပါမယ်ရက်လိုက်ပါမယ် ားလုံးကိုကျေးဇူးတင်ပါတယ်